ဒီဝယ်ထားတဲ့အတက်ကိုကျွန်တော်ရှင်းတော့မယ်။ဒါဆိုရင်သူကပထမဆုံးသိရမှာဘယ်ဟာပုံကျိုးလဲဆိုတော့ကျွန်တော်ပထမဆုံးသူသိရတော့မှာဖြစ်တယ်။အဲပုံကျိုးတိဖို့စာအတွက်ဘာတွေကိုကျွန်တော်ဘယ်အခြေခံကိုကျွန်တော်သိရမလဲဆိုတော့အဲဒီမီဒီဆက်ကက်မှာဖော်ပြထားတဲ့ဒိုင်ယဂရမ်လေးအကျမ်းလောက်တော့နားလည်ရမှာဖြစ်တယ်။ဒီလမ်းကြောင်းလေးကိုကျွန်တော်သိရမှာ။ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီ နိုင်ငံလေးတွေကဘလို့မျိုးဘလို့မျိုးပုံစံမျိုးလေးနဲ့ရေးဆွဲထားတယ်လဲဆိုတာလေးကိုတော့ကျွန်တော်ဒီမှာတခါတည်းရှင်းပြပေးမှာဖြစ်ပါတယ်အားလုံးမဲ့မင်္ဂလာပါခင်ဗျာဒီခါမှာကျွန်တော်မိတ်ဆွေကြီးကိုမောင်တို့မများကိုမျှဝေပေးမယ်ဗီဒီယိုဖိုင်သင်ခန်းစာလေးကတော့တို့တွေထမင်းဦး မောက်အတွင်းမှာ LED ကင်အင်ဒီကေတာလေးတွေမှာတပ်ဆင်ထားတဲ့ဝါယာအပိုင်းလေးတွေမှာကျွန်တော်တို့ဒီမာယွန်းစွာတပ်ဆင်ထားပြီးဖြစ်စေအကျိုးရဲ့တစ်ခုကြောင့်ချို့ယွင်းမှုကြောင့်ပျက်တောက်နေသည်ဖြစ်စေတစ်ခုတရာရချို့ယွင်းမှုဖြစ်ခဲ့လို့ဆိုရင်ဘလို့မျိုးဟိုပြဿနာတွေရှိလာနိုင်တယ်ဘလို့မျိုး error တွေရှိတာနိုင်လဲဆိုတာလေးကိုကျွန်တော်ဒီ video file မှာမိတ်ဆွေများနဲ့အတူ video ရိုက်ကူးပြီးတော့မှမျှဝေတင်ဆက်ပေးမှာဖြစ်ပါတယ် မိုက်ကဘလူးတူးမိုက်မဟုတ်တဲ့ကျိုးနဲ့ပဲတွေ့မှာပြောတာအတမကြီးပဲနေမှာဆိုလို့ဟုတ်ကဲ့ဒီသမေဦးမတီတွဲနေမှာ LED indicator လေးတွေမှာတက်ဆင်ထားတဲ့ကျိုးဒီ wire ဘိုင်းနေပေါ့နော်ဒီ wire ဘိုင်းနေမှာကျွန်တော်ဒီမားရွှန်းစာတက်ဆင်ရလို့ဆိုရင်ဒါမှမဟုတ်ဒီကျိုးလိုက်နေမှာတစ်ခုတည်းပြတ်တောင်းနေတာဖြစ်စီ ဟိုဖြစ်ခဲ့လို့ဆိုရင်ဘယ်လိုမျိုးအဲဒါလေးတွေရှိလာနိုင်ရလဲဆိုတော့ဒါလေးကိုကျွန်တော်မိတ်ဆွေများကိုဒီနေ့ဒီဗီဒီယိုဖိုင်လေးနဲ့တူကျွန်တော်မျှဝေပြမှာဖြစ်ပါတယ်အားလုံးကျွန်တော်နဲ့တူလိုက်ပါကြည့်ရှုဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်မိတ်ဆွေများကိုကျွန်တော်ကနေပြီးတော့မှဒီပေါင်းအုပ်အတွင်းမှာရှိတဲ့ဝါယာရင်းလေးတွေတူอ่ะဟို အလုံးသမင်းဥပြင်တဲ့ခါမှာဖြုတ်ပြီးတော့မှ ပြန်တက်တဲ့ချိန်မှာဟိုလွဲမသွားတာပဲဖြစ်ဖြစ်သမို့ကျိုးလေးတွေကနေပြီးတော့မှပျက်စီးပြီးတော့မှတော့ကျိုးတွေပေါက်ပြီးမှပျက်စီးဟိုကျိုးတွေပြက်နေတာပဲဖြစ်ဖြစ်တခုတည်းကဖြစ်လို့ဆိုဆိုတော့တော့ဘယ်လိုမျိုးအဲ့ဒါလေးရှိနိုင်တယ်လဲဆိုတော့ကျွန်တော်ဒီအပိုင်းမှာရှင်းပြပေးမှဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ဒီအပိုင်းကိုကျွန်တော်ဒီမရှင်းပြခင်မှာပထမဆုံးဒီကျိုးလေးတွေရဲ့အလုံးလုံးပုံက ဘယ်လိုမျိုးသူကမမကန်ကဘယ်လိုရှိနေရမလဲတတ်ဆန်တာမှုအနေထားဘယ်လိုရှိနေရမလဲဆိုတာလေးကိုတော့အရင်ဆုံးကျွန်တော်ပြောလိုက်မယ်အဲ့တော့ကျွန်တော်တို့ဒီ LED indicator ကနေပြီးတော့လာတဲ့မီလိုင်းက၃ချိုးရှိတယ်ဒီ၃ချိုးမှာတော့တချိုးကတော့ပုံချိုးတချိုးကတော့မီအဝါရောင်လေးကိုလင်းဖို့စားအတွက်တချိုးတချိုးဖြစ်တဲ့နောက်တချိုးကတော့ကျွန်တော်ဒီထမင်းချက်တဲ့အချိန်မှာတော့ ချက်နေချောင်းကိုပြတာတယ်ဒီမီလေးပေါ့နော်အဲမီချိုးပေါ့နော်ဒီအနီရောင်လေးလင်းပြီးတဲ့ချိုးဖြစ်တယ်အဲတော့ကျွန်တော်တို့ဒီအရင်ဗီဒီယိုဖိုင်မှာလည်းဒိုင်ယဂရမ်နဲ့ရှင်းပြထားတာလည်းပါတဲ့အတွက်ကြောင့်မို့အများကြီးအခြေတဝန်းတော့ပြောတော့ဘူးဒီနေရာဒီနေရာမှာကျွန်တော်တို့မီအနီရောင်ချိုးဒီဘယ်လို join ထားရမလဲဆိုတဲ့အခါကျတော့မီအနီရောင်ချိုးကတော့နီယောင်လင်းလင်းဖို့တော့သူ AC power ဝင်တဲ့ဒီဖြူလန်းကြောင်းမှခံထားတယ်ဖြူလန်းကြောင်းခံပြီးတော့မှဒီ layer set line ကဒီ template ကဒီငုတ်ကို ငုတ်တကုတ်ကိုတွားတယ်အဲအဲ့ဒီငုတ်မှာကိုကျွန်တော်တို့အနီရောင်ကျိုးကိုကျွန်တော် join လိုက်မယ်နောက်တစ်ချက်ကတော့ဒီအဝါရောင်ကျိုးလေးကတော့ကျွန်တော်ဒီချက်ပလတ်ထိုးလိုက်တဲ့အချိန်မှာမိအဝါရောင်လေးလဲရမယ်သူကတော့အချက်ပြမိပထမဆုံးအချက်ပြမိလို့လည်းဖြစ်မှာထမင်းချက်ပြီးတဲ့အချိန်ခါမှာသူကချက်သွားတဲ့အချိန်မှာချက်သွားကြအောင်ပြထားတဲ့မိလဲဖြစ်တယ်ဟုတ်ကဲ့အဲ့ဒီကျိုးကိုကျွန်တော်တို့ဘယ်မှာ join မလဲဆိုတော့ ကျွန်တော်တို့ဒီ AC power တွေကနေဝင်လာတဲ့ဒစကတော့ဒီ heat and plate ကငုတ်ကိုတိုက်ရိုက်တွားလိုက်တဲ့ဖြူကံမတိုက်ရိုက်တွားတယ်နောက်ဒစကတော့ကျွန်တော်တို့ဒီခလုတ်ကိုကျွန်တော်တို့ခလုတ်ရဲ့အဝင်လမ်းကြောင်းဖြစ်တဲ့ဒီလမ်းကြောင်းကိုကျွန်တော်တို့ဒီကျိုးအနီအောင်လေးကဒစကတွေကိုတွားလိုက်တယ်ဟောဒီလမ်းကြောင်းလေးတွားလိုက်တယ်ဒစကတွေကိုတွားတယ်ဟောဒီနေရာမှာ neutral ဖြစ်ဖြစ်မယ် phase change ဖြစ်မယ်ဒီနေရာမှာ phase ဖြစ်မှဒီနေရာ neutral ဖြစ်ချင်လည်းဖြစ်မယ်ဒီနှစ်ခုတော့တို့လို့ ကျိုးလေးတွေပောက်ပြီးတော့မှလည်းကျွန်တော်ထိလို့မရဘူးเนาะထိလို့ဆိုရင်ဒီကောင်လေးဒါနဲ့ဖြည့်ဆန်းတက်လိုက်ပြီးတော့မှဆိုတော့ဒီအားလုံးပျက်စီးသွားမှဖြစ်တယ်အဲဒီတော့ကျိုး join တဲ့ခါမှဒီလိုလေးတော့ဟောကွာကွာလေးဒီလိုဖြစ်နေရမှာဟုတ်ကဲ့အဲဆိုရင်တော့ကျွန်တော်ဒီအဝါရောင်လေးလင်းဖို့စားတဲ့ကျိုးတော့ဒီမှာဒီနေရာမှာ join ပေးထားရမှာဖြစ်တယ်เนาะ နောက်တစ်ခုကဘုံကျိုးဆိုတာကတော့ဘုံကျိုးတက်မယ်နေရတော့ဘယ်နေရာတက်မလဲဆိုတော့ကြောဒီသမီးချက်တဲ့ချိန်မှာဒီခလုတ်ကိုကျိုးနှိပ်လိုက်တယ်။နောက်ဒီခလုတ်နှိပ်လိုက်တဲ့ချိန်မှာဟိုကဒီခွန်းတက်ဖြစ်လိုက်ပြီးခွန်းတက်ဖြစ်တော့ကျိုးဒီ AC power ဝင်လာတဲ့လမ်းကြောင်းကဒီမှာပထမဆုံးလျှက်စစ်လမ်းကြောင်းကဒီကိုရောက်တယ်။ရောက်တဲ့အခါကျတော့ကျိုးဒီခလုတ်နှိပ်လိုက်ပြီးဆိုရင်တော့ဒီလျှက်စစ်ကပဲရောက်သွားလဲဆိုတော့ဒီအထွက် line ကိုကျိုးဒီဟူးသွားတယ်။ဒီဟာလေးခွန်းတက်ဖြစ်ပြီးတော့မှဒီအပြားလေးကဒါလေးကခွန်းတက်ဖြစ်ပြီးတော့မှ ဒီလမ်းကြောင်းကူသွားတယ်ဟုတ်ပြီအဲလမ်းကြောင်းကူသွားတဲ့ဆက်မှာဒီမှာလေးဟိုကျိုးကျွိုင်းဖို့ဆိုတာနေရာလေးရှိထားတယ်အဲအဲ့ဒီနေရာမှာကိုကျွန်တော်ဘုံကျိုးတတ်ထားရမှာဖြစ်တယ်နော်အဲ့ဒီကနေပြီးတော့မှဒီငုတ်ကိုတွားလိုက်တာဒီငုတ်ကိုဒီကျိုးလေးကြောင်းတွားလိုက်တာတွားလိုက်တဲ့ကကြောင့်ဒီနေရာမှာဆိုဒီကျိုးလေးတတ်ထားရမှာဒီနေရာတန့်လိုက်ရတယ်ဒီနေရာမှာတတ်လိုက်ရအဲ့တော့မှတ်ထားရမှာတော့ဘုံကျိုးဒီခလုတ်ရဲ့ လုတ်ရဲ့အထွက်နေရာမှာတိုက်ရမယ်။အဝါရောင်ကျိုးဒီခလုတ်ရဲ့အဝယ်မှာတိုက်ရမယ်။အနီရောင်မိကိုလင်းတဲ့ကျိုးကတော့ကျော်ဒီဝင်ဝင်ချင်းဖြူလိုက်နဲ့ခံပြီးတော့မှတိုက်ရွက်ဝင်နေဒီ hidden blade ရဲ့ငုံမှာကျွန်တော်တတ်ထားမှာတတ်ထားမှာဖြစ်ပါတယ်။ ဟုတ်ပြီဒါဆိုရင်တော့ကျွန်တော်တို့ဒီစနစ်တကျတတ်ထားရမယ့်ပုံစံကတော့ခုနကပြောတယ်လို့ပဲဒီလိုမျိုးမှန်မှန်ကန်ကန်တတ်ထားရမှာအဲ့ဒီတိုင်းဆိုရင်တော့ဒီဒီချက်မီဒီယာတော့ဘာဖြစ်လဲဆိုတော့ဟုတ်အကုန်လုံး point တွေကလည်းအလုံးမှန်မှန်ကန်ကန်အလုံးလုံးတွေမှာဖြစ်တယ်ဒါမှမဟုတ်တစ်ခုဒီအချိုရွန်တော့ပြီးဘယ်ချိုးဖြစ်ဖြစ်ကျွန်တော်ချိုရွန်တော့ပြီးဆိုတော့ဟိုလူနေပတ်တက်တဲ့အချက်လက်ကလေးတူပြပါဘာကြီးပြမလဲဆိုရင်ကျွန်တော်မိအွာလေးမလဲမှုဆိုရင်တော့အဲ့ဒါမိအွာလမ်းကြောင်းကို နဲ့ဆက်တွေ့ထားတယ်ဒီဟလုတ်ရဲ့အဝင်ကျိုးလေးတွေကပေါက်နေသလားဒါမှမဟုတ်မီးကျွတ်နေသလားအဲဒီတမျိုးဖြစ်နိုင်ပဲနောက်တစ်ခုကမီးအနီရောင်ချက်လိုက်တဲ့အချိန်မှာအနီရောင်မီးကမပြတော့ဘူးဆိုရင်ကျိုးဒီအနီရောင်လမ်းကြောင်းကိုဆက်တွေ့ထားတဲ့ဒီလမ်းကြောင်းလေးမှာရှိတဲ့ကျိုးတွေကပေါက်နေသလားမီးဒီကျွတ်နေသလားဒီတမျိုးဖြစ်မယ်နောက်တစ်ချက်ကတော့ဒီပုံကျိုးပေါ့ ဘုံကျိုးကနေပြီးတော့မှဘုံကျိုးမှာကတော့ကျွန်တော်တို့ဒီဘုံကျိုးလေးဟာပြုတ်နေပြီဆိုရင်ဒါမှမဟုတ်ပေါက်ပြဲနေပြီဆိုရင်ဒါဆိုရင်တော့သူကဘာဖြစ်မလဲဆိုရင်သူ့ရဲ့အဲဒါကတော့သူကဒီမီးနှလုံးစလုံးသူကမီးနှလုံးစလုံးသူကလင်းသွားမှာဖြစ်တယ်အဲ့တော့အဝါရောင်မီးအဝါရောင်မီးလေးကမလဲမှုဆိုတော့အဝါရောင်မီးနဲ့ပတ်သက်တဲ့ကျိုးလေးတွေပြတ်တလားဒီအဝါရောင်မီးဒီကျွန်းလားအနီရောင်မီးလေးတွေ မလင်းတော့ဘူးဆိုရင်တော့အနီရောင်မီဒီလေးကျွန်းလားအနီရောင်မီဒီကိုဆက်တွေ့ထားတယ်ကျိုးတွေကပေါက်တယ်လားဆိုတော့ကျွန်တော်ဒီပုံကြီးကိုကျွန်တော်ဖွင့်ပြီးတော့မှကျွန်တော်ဆက်စီရပါဖြစ်ပါတယ်မိနှလုံးစုံလဲနေတယ်ဆိုတော့ပုံကြိုးမှာတထားတဲ့ပုံကြိုးကကျိုးပေါက်နေတယ်လားပြုတ်နေတယ်လားဆွေးပြီးမှပြန့်နေတယ်လားဆိုတော့ဆက်ရပါဖြစ်တယ်ဆက်မယ်ဆိုရင်တော့ဘာလုပ်ရမလဲဆိုတော့ဒီအုံကိုကျွန်တော်ဖွင့်ရမယ်အုံကိုဘယ်ကနေဖွင့်မလဲဆိုတဲ့ခါကျတော့မှာ ဒီ nut ကလေးရှိတယ်ဒီ nut ကလေးဖြုတ်မဖွင့်ရမှာဖြစ်တယ်အဲ့တော့ကျွန်တော်ဒီဟာလေးတော့ကျွန်တော်မဖြုတ်ပြတော့ဘူးခဗျာဒီဟာလေးတော့ကျွန်တော်မဖြုတ်ပြတော့အဲ့တော့ဒီဖြုတ်ပြီးတော့မှကျွန်တော်ဒီစစ်လိုက်တဲ့အချိန်မှာနော်ဖြုတ်ပြီးမှစစ်လိုက်တဲ့အချိန်မှာအဲမီဒီယာလည်းကြွနေပြီအကျိုးတွေကလည်းဆွေးနေပြီဆိုကြပါစို့ အဲ့ဆိုတော့အိုးရဟောင်းကအဲ့လိုမျိုးဖြစ်နေပြီဆိုရင်ကျွန်တော်တို့ဒီဟာလေးကိုပြန်အသုံးချဖို့ဆိုတော့အဆင်မပြေတော့ဒါဆိုရင်ကျွန်တော်မီးကြီးဆက်ကက်ကလေးတွေတို့တို့ဒီစက်ရောင်းတာရှိတယ်အဲ့တော့ဇုံလိုက်ဝယ်ပြီးတော့မှဒါမျိုးလေးပေါ့ဇုံလိုက်ဝယ်ပြီးမှတက်လေရမှာဖြစ်တယ်ဒါလေးကိုတက်လဲဆိုတော့ရပါတယ်အဲ့မျိုးလေးဝယ်မှတက်လိုက်ပါဟုတ်ပြီ။ဒါဆိုရင်တော့ကျွန်တော်ဒီနေရာမှာဗာပြောခြင်းလဲဆိုတော့ ကျို့ဒီမီဒီမာဆိုရင်တော့ကျတို့ပထမဆုံးကျို့ကျိုးတက်တော့မယ်ဆိုရဲ original ကျိုးတွေကတော့ကျော်ဒီဟွာမှာပုံကျိုးဆက်အဖြူရောင်လေးနဲ့လာတယ်နော်အဝါရောင်ကျိုးဆိုရင်တော့အနီရောင်ကျိုးလေးနဲ့လာထားပါတယ်နီရောင်ကျိုးလေးနဲ့လာထားပါတယ်မီနီလေးလဲမို့စားကျိုးကိုတော့ကျော်အပြာရောင်လေးနဲ့လာထားအဲ့တော့ color တုံးမျိုးနဲ့လာထားတယ်ပေါ့နော်ဒါဒီအကြံပြပြဒီပုံစံမျိုးပဲလာကြတာများတာပေါ့တို့ချိုးကြော်လဲ ဟိုမိအဝါလင်းဖို့စားအနီအောင်လာပြီးမှအဝါရောင်လင်းဖို့စားအပြာရောင်နဲ့လာတယ်။အဲအမျိုးလေးတွေပေါ့နော်အမျိုးမျိုးလာကြတယ်။ဒါကတော့ကျွန်တော်ကျိုးအရောင်နဲ့အချံပြတ်မှတ်ထားတာနေသားမျိုးပေါ့ဟုတ်ပြီဒါဆိုကျွန်တော်ဒီကျိုးကြီးကိုမတိအောင်ကိုဖြုတ်လိုက်ပြီကွာ။အားလုံးဖြုတ်ချလိုက်ပြီဖြုတ်ချလိုက်တဲ့အခါကျကျိုးဒီဒီဝယ်ထားတဲ့အတက်ကိုကျွန်တော်ဆင်းတော့မယ်။ဒါဆိုရင်သူကပထမဆုံးတည့်ရမှာဘယ်ဟာပုံကျိုးလဲဆိုတော့ကျွန်တော်ပထမဆုံးကျိုးတည့်ရတော့မှဖြစ်တယ်။အဲပုံကျိုးတိဖို့စားအတွက်ဘာတွေကိုကျွန်တော် ဘယ်အခြေခံကိုကျွန်တော်သိရမလဲဆိုတော့အဲဒီမီဒီဆက်ကက်မှာဖော်ပြထားတဲ့ဒိုင်ယဂရမ်လေးအကျမ်းလောက်တော့ကျွန်တော်နားလည်ရမှာဖြစ်တယ်ဒီလမ်းကြောင်းလေးကိုကျွန်တော်သိရမှာဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီလမ်းကြောင်းလေးတွေကဘယ်လိုမျိုးဘယ်လိုမျိုး ပုံစံမျိုးလေးနဲ့ရေးဆွဲထားတယ်လဲဆိုတာလေးကိုတော့ကျွန်တော်ဒီမှာတခါလေးရှင်းပြပေးမှာဖြစ်ပါတယ် ဟုတ်ကဲ့ကျွန်တော်ဒီမှာကြီးလိုက်တယ်ဆိုရင်ဒီဟာလေးကိုမြင်ရမလားတော့မသိဘူးပြကျွန်တော်တစ်ချက်လောက်ပြရမယ်ဒီမီဒီလေးရဲ့ဆိုစင်တော့ဒီမီဒီရဲ့ငုတ်တော့ငုတ်နဲ့ဒီမီဒီလေးရဲ့ငုတ်တော့ငုတ်ကိုတို့မျိုးဆွဲထားတယ်တပီးမှာတစကိုတို့က ဒီလိုမျိုးဆွဲပြီးမှဒီလမ်းကြောင်းကနေနှလုံးရဲ့ငုံငုံကိုပေါင်းပြီးမှဒီကျိုးကိုကျွန်တော်ထွက်လာတယ်။နော်။ဟုတ်ပြီ။နောက်တစ်ခုကတော့မီဒီယာအစတစားကိုကျွန်တော်ဒီမှာ register လေးတစ်လုံးခံပြီးတော့မှဒီမှာကျိုးစားတစားထွက်လာတယ်။နောက်တစ်ခုကတော့ကျွန်တော်ဒီမှာဒီဘက်မီဒီယာအစလေးငုတ်တုံငုတ်ကနေပြီးတော့မှဒီ ရစစ်စတာလေးတစ်ခုခံပြီးတော့မှဒီကျိုးရိုးထွက်သွားတယ်ဟုတ်ကဲ့ဒါလေးကိုကြည့်လိုက်ပြီဆိုရင်ဒီအနေထားကိုဒီစာကြည့်လိုက်ပြီဆိုတော့ဘယ်ဟာဘုံကျိုးလဲကျွန်တော်ခွဲလို့ရသွားပြီဘလို့ခွဲမလဲအဲ့တော့မီဒီငုံငုံငုံကနေပြီးတော့မှပေါင်းပြီးတော့မှကျွန်တော်အလဲကနေထွက်ထားတဲ့ကျိုးကျွန်တော်ဘုံကျိုးဆိုမှကျွန်တော်ခွဲချလိုက်လို့ရသွားပြီအဲနောက်တစ်ခုကတော့နောက်တစ်ခုဒါလေးကတော့အမျိုးမတူတဲ့မီဒီဆာကစ်ကလေးပေါ့ ဒါလေးကတော့သူကဘယ်လိုမျိုးပုံစံမျိုးနဲ့လှုပ်ထားတယ်လဲဆိုတဲ့ခါကျတော့သူ့ရဲ့တိုင်ခံလေးကအလဲမှာ resistor နှလုံးကိုအလဲမှာငုတ်တငုတ်ထမအောင်ပေါင်းလိုက်တယ်ဟိုဘက်က resistor ငုတ်တငုတ်ကိုပေါင်းတယ်ဒီဘက်ကလာတဲ့ resistor ငုတ်တငုတ်ကိုပေါင်းတယ်ပေါင်းပြီးတော့မှသူ့ကိုပုံချိုးအဖြစ်နဲ့သူ့ကိုထုတ်လိုက်တယ်ဒါတော့သူကပုံချိုးဖြစ်နေထုတ်လိုက်တယ်နောက်တစ်စားတော့ midi ငုတ်ကနေထုတ်ထားတယ်ဒီကလည်း midi ငုတ်တငုတ်ကနေထုတ်တယ် ။အဲဒီ circuit မှာဆိုရင်တော့တော့ meeting group ကနေပြီးတော့မှစုပြီးတော့မှတော့ပုံကျိုးဖြစ်နေထုတ်ထားတာကိုလည်းတွေ့တယ်။နောက်တစ်က resistor ခံပြီးတော့မှတငုပ်ထွက်တယ်၊ meeting line တစ်လိုင်းထွက်တယ်၊ဒီဘက်က resistor ခံပြီးတော့မှ meeting line တစ်လိုင်းမျိုးထွက်သွားပါတယ်။အဲဒါမျိုးလေးထွက်သွားတယ်။ဒီပုံစံမျိုးလေးပေါ့။ DNA resistor ခံပြီးတော့ဒီလိုထွက်သွားတယ်။ ီကနေ versus စကားမထွက်တဲ့ဒီအလဲကိုငုတ်တုံငုတ်ဒီကငုတ်တုံငုတ်ပေါင်းပြမတာပုံစိုးထွက်တယ်อืมဟုတ်ပြီဒီအလေးကတော့တူอ่ะဒီမှာ resistor တစ်လုံးစီရဲ့ငုတ်ကိုဒီမှာပေါင်းပြီးတော့မဒီရန်အလေးကနေပြီးတော့ဘုံချိုးထွက်လိုက်တယ်မီဒီငုတ်တို့ငုတ်ကိုဒီလိုမျိုးတလိုင်းထွက်တယ်ဒီကတလိုင်းထွက်တယ်ဟုတ်ကဲ့ဒါမျိုးလေးထွက်ထားတာလည်းတွေ့ရပါတယ် ဒါတော့ပေါင်းအိုးတွေကတစ်ခုနဲ့တစ်ခုတစ်လုံးနဲ့တစ်လုံးမတူညီတဲ့ပုံစံပေါ်မှာမူဒီမှာတော့ circuit တွေလည်းမတူညီကြပါဘူးသူလှုပ်ဆောင်မှုတော့အတူတူဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီ midi circuit ကလေးကိုကျွန်တော်တစ်ချက်လောက်ဒီမှာ mi plat မှာသူမှာဘုံကျိုးကနေပြီးမှသူရဲ့လှုပ်ဆောင်ချက်ကလေးတစ်ချက်စမ်းကြည့်ရအောင်ပါခင်ဗျာဟုတ်ကဲ့ကျွန်တော်ပထမဆုံးဘုံကျိုးကိုထိုးလိုက်မယ်ဘုံကျိုးတစ်စားမှာထိုးလိုက်မယ်နောက်တစ်စားတော့ကျွန်တော်ဒီထိုးလိုက်မယ်ဒီမှာ mi လေးတစ်လုံးနဲ့ဟုတ်ကဲ့ဒီဘက်ကမီဟိုဟာရအောင် ချက်မီးဆွေးကြပါစို့အနှွေးမီးဆွေးကြပါစို့ဒီအလေးကျွန်တော်ဖြုတ်လိုက်မယ်ဖြုတ်ပြီးတဲ့အခါမှာကျွန်တော်ဒီပစ်ကံမီးလိုင်းလေးကိုချက်ပြုတ်တမီးကိုကျွန်တော်ထိုးလိုက်တဲ့အချိန်မှာမီးလီတလုံးကိုပြန်လဲလာမှဖြစ်ပါတယ်ဟုတ်ပြီဒီပစ္စည်းလေးကပုံမှန်နေသားမှာပုံကျိုးပြတ်တဲ့အခါမှာသူဒီမီးလုံးနှလုံးလဲပြီးတော့မှဘဝရောင် အနှွေးကွိုင်ကမီးလေးကိုကျွန်တော်အနှွေးလိုင်းကိုပေးတယ်မိဝါလေးရဲ့လမ်းကြောင်းကိုပြတ်သွားလို့ဆိုရင်မိဝါလိုင်းကမလဲမအောင်ချစ်ပြုတ်တဲ့လိုင်းကိုကျွန်တော်ပြတ်သွားခဲ့လို့ဆိုရင်မိအနီအောင်လေးကမလဲဘူးဆိုတော့ဒီ circuit ကလေးကဒီမှာစမ်းတတ်တဲ့ခါမှလည်းဒီဆက်ဆက်ပြတ်သွားဖြစ်ပါတယ်။ဒါပေမဲ့ဒီ circuit မှာလည်းထူးခြားနေတာကပါလဲဆိုတော့ပဲကျိုးထိုးလိုက်ထိုးလိုက်တော့မိနှလုံးမိနှလုံးလဲနဲ့အနေထားကိုကျွန်တော်တွေ့ရပါတယ်။ဟုတ်ကဲ့ ဒါဆိုရင်တော့သူ့ဒီမီဒီလေးကိုကြည့်လိုက်တယ်ဆိုရင်တော့သူကပါလဲပါဖြစ်လဲဆိုတော့သူစမ်းတဲ့ခါမှာကျိုးနှစစလုံးမရှိရနဲ့သူကမိအနီရောင်လဲနေနှလုံးစလုံးလဲနေပါတယ်နော်အခါကျွန်တော်ဘုံဂျိုးလေးတစ်ချက်ထိုးကြည့်လိုက်ပုံကြိုးလေးကိုထိုးထားပြီးမှကျန်တဲ့ကျိုးမမိတာနဲ့လေသူကမိနှလုံးလဲနာကိုလည်းတွေ့ရပါတယ် ဘယ်ကျိုးစားဖြစ်ဖြစ်ကျွန်တော်ထိုးလိုက်ပြီဆိုရင်တော့တူရတယ်မှာမီးကနှလုံးနှလုံးစလုံးနင်းနေတာကိုတွေ့ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီ midi socket ကလေးတွေနှစ်ခုကိုကျွန်တော်ပြောရလို့ဆိုရင်ဒီ midi ဒီဘက် socket ကလေးတော့ဒီ jumbo နဲ့ပတ်သက်တဲ့တော့ midi socket ကလေးပါဒီ o ကတော့တခြား o တစ်လုံးရဲ့ socket ပါသူ midi socket တွေကမတူကြပါဘူးအဲဒါတော့သူ့ကို AC ပလတ်မှာကျွန်တော်ထိုးစစ်တဲ့ခါမှာဒီ MIDI ပလတ်ဒီ circuit ကလေးကိုကျွန်တော်စစ်တဲ့ခါမှာဒီနီးလေးတွေကပုံကျိုးထိုးပြီးတော့မှတော့တစ်ဖက်တစ်လုံးစီ lens နဲ့အပိုင်းကိုကျွန်တော်စစ်ဆေးမှဆက်မကန်တွေ့ရပါတယ်ဒီ circuit ပြားကိုကျွန်တော်စစ်တဲ့ခါမှာတော့သူကမမှန်ကန်ကန်မတွေ့ရပါဘူး။ဘယ်ချိုးထိုးထိုးကျွန်တော်မီးလက်နေတာကိုတွေ့ရပါတယ်။ဆူလိုတာကတော့ကျွန်တော်တို့မီးနှလုံးလင်းတဲ့အခါမှာတော့ ဒါကြောင့်လင်းတာလဲလို့ကျွန်တော်ရေးပြအဖြစ်ပုံကျိုးပြက်လို့လင်းတာပါလို့ကျွန်တော်ကြံပြင်းတော့တည်ထားခဲ့ဆိုပေမဲ့အဲဒီမဲ့ကျွန်တော်ဒီဒီဆက်ကရဲ့အနေထားမှာတော့မမှန်ကန်ပါဘူးသူကတော့ဘယ်ချိုးတူတူမိလင်းနေရာကိုတွေ့တဲ့အတွက်ကြောင့်ဟိုအချိုးနှစ်ပင်ပြရင်လည်းနှလုံးလင်းပါမယ်တပင်နဲ့ပြရင်လည်းလင်းပါမယ်ပုံကျိုးပြရင်လည်းမိနှလုံးလင်းပါမယ်ဟုတ်ကဲ့ဒါလေးကိုဖြည့်ဆွတ်ပြီးတော့ပြောကြခြင်းဖြစ်ပါတယ်အဲ့တော့သူက မတူညီတဲ့ circuit ကလေးတွေရဲ့ထူခြားချက်ပေါ့ဗျာဟုတ်ကဲ့ဒီဟာကတော့ကျွန်တော်တို့ရိုးရှင်းရှင်းလေးပဲကျွန်တော်ရိုးရှင်းတာပေါင်းပြီးတော့မှတော့ဘုံငုံလွတ်ထားတာမဟုတ်ဘဲနဲ့ meeting ငုံငုံကိုပေါင်းပြီးတော့မှဘုံချိုးလွတ်ထားတဲ့ circuit ဖြစ်တယ်ဒီဟာကတော့ resistor နှလုံးကိုပေါင်းပြီးတော့မှအလေးအနေမှာဘုံချိုးလွတ်ထားဖြစ်တယ်အဲဒီလိုမျိုးဟာကိုတော့ကျွန်တော်တို့မိပလက်ခုံဝန်ထိုးပြီးမှစမ်းတမ်းမယ်ဆင်တော့တိတိကျကျအဖြေကိုရမှာမဟုတ်ဘူး တီကြကြဖြည့်လိုချင်တော့ကျွန်တော်ဒီမှာရှိထားတဲ့ diagram လေးကိုကျွန်တော်ကြည့်ပြီးတော့မှပုံရိုးကဘယ်လိုလွတ်ထားရလဲဆိုတာကိုကျွန်တော်ခွဲခြားရမှာဖြစ်တယ်မိတ်ဆွေများနည်းနည်းရှင်းတော့အောင်တော့ကျွန်တော်ဒီဒီရဲ့ diagram လေးကိုစာရွက်မှာတစ်ချက်ချပြပေးမယ်နော်တကယ်လို့စာရွက်မှာဟိုကြည့်ရတာမရှင်းဘူးဆိုတော့ကွန်ပျူတာမှာကျွန်တော် diagram ရေးပြီးမှဟိုတစ်ချက်ဒီမှာလဲပုံဆွဲပြီးတော့မှနည်းနည်းရှင်းပြပါမယ်ဒါလေးကိုကျွန်တော်ဘုဒ္ဓတာပြမြောက်ဝေတာဖြစ်ပါတယ် ဟုတ်ကဲ့ဒီ circuit clear တော့ဒါလေးကတို့က LED midi လေးဆိုကြပါစို့ midi ဆိုကြပါစို့ဒီ midi ရဲ့ငုတ်တုံငုတ်ကငုတ်တုံငုတ်ကဒီကိုတွားတယ်ဒါပြီးမှ resistor လေးခံပြီးတော့မှဒီကိုတစားထွက်တယ်ဒီငုတ်တုံငုတ်ငုတ်တုံငုတ်ကပဲတွားတယ်လဲဆိုတော့ ဒီလိုတွားတယ်နောက်ထာမီလုံလေးတစ်လုံးရှိတယ်မီလုံလေးတစ်လုံးဒီငုံငုံကငုံတငုံကဘယ်လိုတွားလဲဆိုတော့ဒီလိုတွားလိုက်တယ်ဒါပြီးသူတို့ငုံငုံကိုပေါင်းလိုက်တယ်ပေါင်းပြီးတော့မှသူ့ကိုတဲလွတ်လိုက်တယ်နောက်တငုံကတော့သူ့ကိုဘယ်လိုတွားလဲဒီလိုတွားလိုက်တယ်ဒါပြီးရင် resistor လေးခံပြီးတော့မှလွတ်လိုက်တယ်အဲ့တော့ဒီဟာဒီ ုံကျိုးဖြစ်တဲ့ဆက်ကက်မှာတော့ဒီလိုဖော်ပြထားတယ်ဒီမီဒီဆက်ကက်မှာတော့ဒီတိုင်းလေးလိုဖော်ပြထားတွေ့ပါတယ်အဲတော့ပုံကျိုးမခွဲတတ်ဘူးဆိုရင်တော့ပုံကျိုးဟာဒီလိုမျိုး resistor ကိုခွာပြီးမှအလဲမှာဆုပ်ပြီးမှဒီငုံငုံကိုဆုပ်ပြီးမှထွက်ထားတဲ့ကြိုးကြုံပုံကျိုးဖြစ်နေကျွန်တော်ခွဲပြရမှာဖြစ်တယ်ဒါလေးတော့ဒီမီဒီဆက်ကက်ရဲ့ဒိုင်ယာဂရမ်လေးဖြစ်တယ်နောက်တစ်ခုတော့ နောက်တစ်ခုကတော့သူကဘယ်လိုလောက်ထားလဲဆိုတော့ဒီရဲ့ diagram လေးရတော့သူဟုတ်ပြီသူကဒါလေးကို midi တလုံးဆိုကြပါစို့ငုံငုံရှိတယ်ဒီဘက်မှာ midi လေးတလုံးငုံငုံရှိတယ်ဟုတ်ပြီသူတို့ကို resistor လေးခံပြီးတော့မှဒီလိုပို့လိုက်တယ်ဒီငုတ်ကိုလည်း resistor ခံပြီးတော့မှ ဒီလိုပို့လိုက်တယ်ဒီ resistor ကိုဒီမှာစုံလိုက်တယ်ဒီငုတ်ကိုအောက်ကိုကျိုးစားလွတ်လိုက်တယ်ဒီငုတ်ကိုအောက်ကိုကျိုးစားလွတ်လိုက်တယ်အဲတော့ဒီဟာဒီချက်မီနဲ့အနှွေးမီဖြစ်တယ်နော်အဲတော့ဒီအလဲမှာ resistor စုံတဲ့ဟာကိုကျော်ဒီပုံကျိုးဖြစ်နေလွတ်လိုက်ပါတယ်ဒီလိုမျိုးလေးပါ ဒီလိုမျိုးလေးလွတ်လိုက်တာဒီမီဒီလီယာငုတ်တငုတ်ကိုရစ်စတာခါမဒီမှာရောက်တယ်ဒီမီဒီလီကငုတ်တငုတ်ကိုရစ်စတာလေးခံပြီးဒီမှာပေါင်းလိုက်တယ်ပေါင်းလိုက်တဲ့ကျိုးကိုဒီမှာထုတ်လိုက်တယ်ဒီနေရာကိုကိုရိုးကျွန်တော်တတ်မှတ်ပါတယ်ဒီတစားတော့ဒီမှာအနီရောင်ဖြစ်ဖြစ်အဝါမရောင်ဖြစ်ဖြစ်သုံးပါတယ်ဒီမီကျိုးဒီမှာဆိုရင်တော့သူကမီဒီလီနှလုံးကိုငုတ်တငုတ်ကိုပေါင်းပြီးမှဒီလိုလွတ်လိုက်တယ် ီမှာ register ခံပြီးတော့မှဒီကျိုးစားလွတ်တယ်ဒီဘက်က register ခံမှဒီကျိုးစားလွတ်တယ်ဟုတ်ကဲ့ဒီဟာဒီပုံကျိုးဖြစ်တယ်ဟုတ်ကဲ့ပါအားလုံးတရားလေးကြည့်ပြီးမှသဘောပေါက်ချလိုက်မယ်လို့လည်းညွှန်လင့်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ကျွန်တော်မိတ်ဆွေများခင်ဗျာဟုတ်ကဲ့ကျွန်တော်ဒီမီဒီနေရပုံကျိုးကိုရှာဖွေတဲ့စနစ်ကိုကျွန်တော်တို့ဒီဒီဗီဒီယိုပိုင်းမှာကျွန်တော်တို့ပြတာပြီးဖြစ်ဟိုပြတာထားတဲ့ဟာလေးတွေကိုနားလေတဘောပေါက်မယ်လို့ဒီယူဆပါတယ်ဒီမီဒီလီယာဆက်ကက်ကလာတဲ့ကျိုးတုံးကျိုးကိုကျွန်တော်ဘေဟာပုံကျိုးဘေဟာကနော်အနီရောင်ကျိုးဘေဟာကအဝါရောင်ကျိုးဆိုတာကိုကျွန်တော်ခွဲခြားပြီးတော့မှခွဲခြားနိုင်ပြီဆိုတဲ့ခါကျတော့ကျွန်တော်ပြန်တက်ဆင်တဲ့အခါမှာ စနစ်တကျမမကန်ကန်တက်ဆင်သွားနိုင်ကြမလိမ့်မယ်လို့မျှော်လင့်ပါတယ်ဒိနီယာကိုစနစ်တကျမမကန်ကန်တက်ဆင်နိုင်ရဖြစ်ဒီကျူလန်ကြောင့်မာရွင်းမှုကြောင့်ဖြစ်လာတဲ့ error တွေပါတကူမှ မကြုံတွေ့နိုင်တော့ပါဘူးခင်ဗျာဟုတ်ကဲ့ပါဒီဗီဒီယိုအနည်းချို့ရမယ်ဆိုရင်တော့ကျွန်တော်တို့ဒီဝါရီနေ့အပိုင်းနေ့မှာကျွန်တော်တို့ဆက်သွယ်ထားတဲ့ကျိုးတွေကိုမားခဲ့မယ်ဆိုရင်ဒါမှမဟုတ်ကျိုးပေါက်ပစ္စည်းပြီးတော့မှဆွေးမိ ပြတ်တောက်နေကြလို့ဆိုရင်ဘလို့ error လေးတွေရှိနိုင်တယ်ဆိုတဲ့ဟာလေးကိုကျွန်တော်ဟိုအားလုံးကိုကျွန်တော်ရှင်းပြခဲ့ပြီးဖြစ်ပါတယ်ဒီရှင်းပြမှုကဏ္ဍမှာဒီဒီ MIDI လေးတွေကိုဇုံလိုက်လဲရတော့မဆန်ဘလို့လဲရမယ်ဘလို့ပုံစံမျိုးနဲ့ပုံရိုးဘလို့ခွဲခြားမယ်ဘလို့မိဝါလေးကိုဘလို့တတ်မယ်မိနီလေးကိုဘလို့တတ်မယ်စနစ်တကျနှဆင်နိုင်လိမ့်မယ်လို့ကျွန်တော်ဒီဗီဒီယိုပြီးသွားတဲ့အချိန်မှာအားလုံး စနေကြမမကငံတတ်ဆင်နိုင်လိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အားလုံးကိုကျွန်တော်ရှင်းပြတဲ့ဒီဗီဒီယိုဖိုင်တင်ကန်းစာလေးကိုဒီနေရာမှာပဲဟိုညနာလေးအောင်ပါခင်ဗျာနောက်ဗီဒီယိုမှာကျွန်တော်တို့ဒီတခြားတခြားတော့ဟိုဒီမိလိုက်နဲ့ပတ်သက်တဲ့ဒီသမေဝနဲ့ပတ်သက်တဲ့ဟာဖြစ်ဖြစ်ဟိုဟင်းကျော်ဦးတို့ဟိုရင်းနှီးဦးတို့အပိုင်ကန္တာလေးတွေကိုလည်းကျွန်တော်တို့တင်ဆက်ဖို့ ြုလုပ်ဖို့သာအတွက်ရှိပါတယ်ကျွန်တော်မှအားလာသေးတဲ့အထက်ကြောင့်မို့အနှဲငယ်မြတ်တပုတ်တပုတ်ချင်းစီပဲတင်ပြခြင်းဖြစ်ပါတယ်အားလုံးကျွန်တော်အတက်အတက်တင်တဲ့ဗီဒီယိုလေးတွေကိုကြည့်ရှုတဲ့အခါမှာ notification မှာပေါ်လာအောင် like and subscribe ကလေးလုပ်ထားပေးကြပါကျွန်တော်အတက်တင်နိုင်တင်နိုင် make sure လို့ရဲစာမျက်နှာမှာ automatic ပေါ်လာမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ